ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာတော့နေပြီးတော့ယုံရှိကျွန်တော်လာကြည့်တဲ့ကားကတော့ဒါ Tom Cruise ရဲ့ the final recording ပေါ့လေ mission impossible ရုပ်ရှင်ကားတွေရဲ့နောက်ဆုံးကားလို့လည်းသိရတယ်ပေါ့လေအဲ့တော့ဒီကားကတော့လူနေလည်းမသိဘူးဒီတစ်ပတ်ကတော့ကျွန်တော်ဆန်နာပြေသွားပါပြီအင်္ဂလိပ်ကားလေးကြည့်ရပြီပေါ့လေတစ်ခုရှိရတော့ဒါ mission impossible ကပထမဆုံးကား96ခုနှစ်မှာထွက်ခဲ့တာပေါ့အခုဆိုလို့ရှိရင်2025ခုနှစ်ရောက်ပြီနောက်နှစ်ဆိုလို့ရှိရင်2030ပြည့်ပြီ 26နှစ်တောင်ကြာပြီဗျာဒါတက်တန်းတစ်ခုကြောင်ဒီလောက်ထိဒီ franchisee တစ်ခုလုံးဒီ Tom Cruise ဆွဲပြီးရိုက်နိုင်တာတော့တကယ်အံ့ဩဖို့ကောင်းတယ်ဗျာပြီးတော့ဒီ Mission Impossible ကားရဲ့အမှာသူရဲ့ထူးထူးခြားခြားစတန်ကန်တွေပါတယ်ဗောလေဒီကားရဲ့မှာလည်းစတန်ကန်တွေပါတယ်ဒါလေရင်ဘောအခန်းဗောလေဒါဟိုဗာလေအမြင့်ပေ8000ရှိတဲ့အမြင့်မှာလေရင်ဘောစီးပြီးတော့ဒါသက်သွတ်ဆိုင်ပါနဲ့လုပ်တယ်ဗောအဲ့ဒါကြီးတော့ကြောက်ကြည့်ရတော့မယ်ရုပ်ရှင်ဇလန်ကတော့ဘလို့လာလည်းမသိဘူးကျွန်တော်ရင်သွားကြည့်တော့ပြီးတော့မှကျွန်တော် review လေးပြောပြမယ်အဲ့တော့သွားမယ်ကြီးဟောခဏလေးတစ်ခုကြံခဲ့သေးရဲ့အဲ့ဒါဗာလဲဆိုတော့ဒီ mission impossible ကရှစ်ကားလုံးမှာ ဒါတော့ဘလူးစပြင်းကိုရုပ်ရှင်ကားတိုင်းမှာပါတဲ့ကာရက်တာတစ်ယောက်ရှိတယ်။အဲ့ကာရက်တာကဘသူလဲ။အာကျွန်တော်ရုပ်ရှင်ကြည့်ပြီးတော့ပြန်ထွက်လာလို့ရှိအဲ့ဖြူပြောပြမယ်။ပရိသတ်တွေသိရသလိုရှိရင်ဒါ comment လေးပါရေးပေးခဲ့ပါဦး။အခုလောလောဆယ်ကိုကြည့်လာအောင်။ A security briefing. Your plan. Your team has been betrayed, Ethan. gave him an aircraft carrier? At Mission Impossible, the, the final recording are ကြည့်ပြီးသွားပြီ။ဒီကားကတော့မြန်မာ science တို့ဆိုတော့ဟိုယုံမာလာကြီးရဲ့ပြည်သက်တွေတော်များအဆင်ပြေပါလေ။ကျွန်တော်ကြည့်ရဲ့ပွဲကတော့ပထမဆုံးပွဲ၁၀ခွဲပွဲ။၁၀ခွဲပွဲမှာတော့ယုံမာလူတဝက်လောက်ပဲရှိရတယ်။ဒါပေမဲ့အခုတနအီပွဲမှာတော့တနအီခွဲမို့တနအီခွဲပွဲပေါ့လေ။အဲ့ပွဲမှာတော့ယုံပြည့်ပဲဗျာ။လူတော်တော်များတော့တွေ့ရတယ်။အထူးသဖြင့်တော့ ဒီ mission ရဲ့ possible franchise ဟာ196ခုနဲ့လည်းစခဲ့တာဆိုတော့ဟိုအရင်တည်းကတောက်လျှောက်ကြည့်ခဲ့ပြိတ္တတွေလာကြည့်ရများတယ်ထင်တယ်။ပုံမှန်တိုင်းပြင်ဆိုတော့ရုပ်ရှင်ရုံမှာလူငယ်တွေပဲတွေ့ရများတယ်ပေါ့။အခုကတော့30ပတ်ချလဲ။ကျွန်တော်လည်းကျွန်တော်လည်းတိတ်ပြီးအသက်မတိမ်မင်းတွေပေါ့လေ။အဲ့လိုတော်တော်များလာကြည့်တာကိုတွေ့ရတယ်ဗျ။ဒီကားကတော့ဒါ Tom Cruise ရဲ့ mission mission possible ကားရဲ့နောက်ဆုံးကားလို့တော့ပြောတာပဲပေါ့လေ။အဲ့တော့ဒီကားမှာတော့ share တွေကြမ်းရမ်းများတယ်ပေါ့။ကြမ်းရမ်းများတာတယ်ပေါ့လေ။အဲ့ Tom Cruise ကိုကြည့်ပြီးကျွန်တော်သဘောကျတဲ့တစ်ချက်တော့ရှိတယ်ဗျ။သူကလုံးဝ action hero စစ်စစ်ပဲ။တကယ်လို့ the less action hero ပဲ။ဟောက်မှတ်ကိုသက်ပြင်းနေတယ်မှာတော့ဒါ action ကားကြီးခစ်စားတယ်။ action ှင်ဟီးရိုးတွေအများကြီးပေါ်တယ်ဒါအာနိုးတို့စတာလုံးတို့ဗန်ဒိန်းတို့ပေါ့ဗျာပြီးတော့တခြားမင်းသားတွေလည်းရှိသေးတယ်ပေါ့နောက်ပိုင်းမှာကျတော့ဒီအရှင်ဟီးရိုးတွေကတဖြည်းဖြည်းပျောက်ကွယ်လာတယ်ဗျာအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ရှိရသလိုရှင်ပါ Frank Frank Grillo တို့ The Rock တို့ဒီဗာလဲ Jason Statham တို့ပေါ့နော် action hero တွေတော့ရှိသေးတယ်ဒါပေမဲ့အရင်ကလိုမျိုးမကြမ်းမြမယမ်းပြတော့ဘူးသူကနည်းနည်းဟာသလေးပဲဖောက်လာတယ်အရင်တော့ action ကားကြီးဆို action ဆို action အတီးပြင်းမယ်ဆိုတာကြီးပဲဒါပေမဲ့ top cruiser တော့အဲ့လိုမဟုတ်ဘူးသူကတကယ်ကိုနောက်ဆုံးကြံခဲ့ action hero စစ်စစ်တကယ်ကို dinosaur ကြီးဖြစ်နေပြီ သူကပြောမယ်ဆိုလို့ရှိရင်တော့ဒီကားထဲမှာလည်းသူအသက်63နှစ်နဲ့မမြအောင်ပြေးပြရဲလွားပြရဲခုံမြရဲစတန်တွေလုပ်ပြရဲဒါပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ logic အတိုင်းပဲဒါပြိတ္တတွေအကုန်လုံးကြည့်ရတာတောင်သူကရအပင်မခံပြီးတော့လုပ်ပြရဲပေါ့လေ ဲ့ဘက်ကတော့သူစတန်ကန်ကြီးကမိုက်တယ်ဒါပေမဲ့တခုပဲရှိတယ်ဗျာအရင်ကားကြီးတော့ကျွန်တော်ယင်ထဲမှာတော့မညှိဘူးပေါ့လေအရင်ကားကြီးကြည့်ဘူးတဲ့ပရိသတ်တွေကတော့ mission possible အရင်ကားကြီးကိုပိုကြိုက်ကြလိမ့်မယ်ပေါ့ပြောနောက်တစ်ခုကကြတော့ mission possible ကားကြီးကရှေ့ကထွက်သားသမျှကားကြီးအကုန်လုံးက stand alone တွေပေါ့ဆိုလိုချင်တဲ့သဘောပါဗျာ James Bond ကားကြီးလိုမျိုးပဲဗျာဒီကားကြီးနောက်ကားရဲ့ဇလန်ကိုဒီရှေ့ကကားရဲ့ဇလန်ကိုမတိလဲရတယ်ဒီရုပ်ရှင်ကားတကားရဲ့ကြည့်ုံနဲ့ဒီဇလန်ကလုံတော့တယ်ပေါ့လေဒီ final reckoning ကကြတော့ဒီရှေ့မှာ death reckoning ဆိုရဲကားထွက်ထားတယ် mission possible connection တွေက ဒါပါဝမ်ပါတူးဆိုပြီးတို့ကထုတ်ဖို့အတွက်လုပ်ထားတယ်ဒါပေမဲ့ပါဝမ်ကြီးကတို့ထင်သလားမအောင်မြင်ခဲ့ဘူးပေါ့လေဒါ protection budget တန်း300 American dollar တန်း300နီးပါးသုံးထားပြီးတော့တို့လိုချင်တဲ့အမြတ်မရခဲ့ဘူး အဲ့ဒါဒီကားကိုတော့ကြာတော့ဒါရှေ့ကထွက်ထားတဲ့ကားကိုမကြည့်ပဲနဲ့ဒီရုပ်ရှင်ကတကားရဲ့ကြည့်ရင်လည်းအစင်ဘီယွန်တို့တို့ reshoot တွေလုပ်ပြီးပြန်ရိုက်ထားတယ်။အဲ့ဒါမပူပါနဲ့နံပါတ်9မြောက်ကား direct recording မကြည့်ပဲနဲ့ဒီကားကိုလာကြည့်ရဆိုလို့ကျွန်တော်ဇလန်းအောင်နားလဲပါတယ်။ဒီကားတကားရဲ့ stand alone ပုံစံဖြစ်အောင်တို့ပြန်ပြီးပြိုက်ထားရဲ့အတွက်လည်းအစင်ဘီရဲပေါ့လေ။အစင်မပြေတော့ဇလန်းပဲဗျ။ဇလန်းကတော့တော်တော်ဝဲတယ်ဗျ။ပြောမယ်ဆိုလို့ရှိရင်ဗျမမြင်ရကိုမမြင်ဘူးတဲ့နေရာပေါင်းဆောင်တို့ရိုက်ပြတာရယ်။ဆိုလိုချင်တာက location စုံစုံလင်လင်ကြည့်ရရယ်ဗျ။ပြီးရုံမှာကြည့်ရတဲ့ cinematic မှုကိုအပြည့်ဝရရယ်။နောက်က debbing အစရိုက်ချက်တွေအစ location တွေအစ အိမ်မှာကိုကို TV ကြီးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့မယုံမှမှုကိုမရောက်ဘူးပေါ့လေတော်ခရုဆက်ရုပ်ရှင်ကတော်တော်များများကတော့တော်ခရုဆက်သူ့ရုပ်ရှင်ကားတွေကိုယုံမှာပဲလာကြည့်စေခြင်းနဲ့အဲ့တော့ယုံမှုကိုအပြည့်အဝခံစားလို့ရအောင်ရိုက်ထားတာအဲ့ဒါကိုတော့ခံစားရတယ်ပြဿနာကဘာလဲဆိုတော့ဒီဇလန်းပေါ့လေဟာငါတို့ကဒီပစ္စည်းယူဖို့အတွက်ရဖို့အတွက်ဒီတနေရာကိုသွားမှဖြစ်မယ်ဆိုသူတို့သွားလိုက်တယ်။သွားတဲ့အချိန်မှာဟာအဲ့နေရာကိုဘယ်လိုသွားရမလဲဆိုသူပြီးရောက်သွားတယ်။အာဒီနေရာနဲ့မပြီးသေးဘူး။နောက်တနေရာငါတို့ထပ်သွားအောင်မလို့ထပ်ရောက်သွားပြန်ရော။အဲ့နေရာကြီးသွားရင်သွားရင်မှလည်းသူအခက်ခဲကြီးကြုံတယ်။အဲ့အခက်ခဲကြီးကြုံလဲဘယ်သူမှမမြင်ဘူးတဲ့မကြားဘူးတဲ့ ပစ္စည်းသက်ဆန်တွေကပေါ်လာအောင်အာဒီနေရာရောက်ပြီခဲ့ငါတို့ကဒီဒုက္ခကိုဒီအခက်အခဲကိုကြော်ဖြတ်ရမယ်ဖြစ်စင်ပြေပါမလားဆိုမင်းမပူနဲ့ငါမတားကြီးရောက်ငါမဒီပစ္စည်းရှိရဲဆိုပစ္စည်းတစ်ခုကဒုံးဆိုထွက်လာပြောပြီးတော့နောက်တစ်ခုကတော့ V lane ပေါ့လေ V lane ကတော့အရင်ကားကြီးအကုန်လုံးမှာလူပါတယ်အဲ့တော့ဒီကားရဲ့ V lane ကိုအဓိကကတော့ဒီ the entity ဆိုရဲ AI ပေါ့လေ AI ကိုသူအဓိက V lane ဆိုပြီးလုပ်ထားတယ်ဒါပေမဲ့ AI တစ်ခုရဲဆိုလို့ရှိရင်လည်းမနောက်မှာဆိုလို့နောက်ထပ် V lane တစ်ယောက် ထည့်ထားတယ်ပေါ့လေ။အဲ့ villain ကြီးကလည်းတော်တော်ဝဲတယ်။ entity ကလည်းသိပ်မစွန်တော့ဘူးပေါ့လေ။ AI villain လောက်ထားရဆိုမှလည်းသိပ်မပီပြင်းဘူးလို့ခံစားရတယ်ပေါ့လေ။အဲ့တော့ဒီကားကမနဲ့သွားတူတယ်ဆိုလို့ရှိရင်တကယ်ဘယ်လိုပြောလဲပေါ့ကောင်း movie ပေါ့လေ။ဒီတိုင်းလေး AC ပေါ့ပါကြည်လိုက်စိတ်ထဲမှာဘာမှမခံစားနဲ့။ဟာတော်ခုစီအသေးအသေးကြီးချမ်းပြရရမ်းပြရအဲ့လောက်နဲ့ပဲခြေနဲ့သွားမှာပေါ့လေ။အဲ့လောက်နဲ့ပဲပြီးသွားမယ်ရုပ်ရှင်ကားမျိုးပေါ့။ဒါမှလည်းတော်ခုစတော့ထုံးတယ်နဲ့ဒီကားမှလည်းအသေးအံပြေးပြရတယ်။သူရုပ်ရှင်ကားတိုင်းမှာသူကအမြဲတမ်းသူပြေးရတခန်းတော့ပါတယ်ပေါ့လေ။ဒီကားထဲမှာလည်းပါတယ်ပေါ့။နောက်ပြီးတော့ဒီကားကြည့်ရတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာနည်းနည်းဟာတာတာဖြစ်နေရတော့အစ်စာပေါ့လေ။ ကျွန်တော်ကြိုက်တဲ့ဟိုမင်းသမီးပေါ့ Rebecca Ferguson character ပေါ့သူ character တော့ရှေ့တကားမှာသေွားတာဖြစ်တဲ့တော့ဒီကားမှာမပေါဘူးပေါ့လေအင်္ဂါရီမှာဆိုလို့ရှိရင်ဗျာတကားလုံးဝင်းနေတော့မှသူပါရဲ့ဆက်ဝင်ကန်းလေးတွေဆိတ်ဝင်စားဖို့ကောင်းတယ်ဒီကားရဲ့မှာတော့ Elsa မပါတော့ယင်းထဲမှာ heart attack ဖြစ်နေရပေါ့လေအဲ့ဒါလွှဲလို့ရှိရင်တော့ကျွန်တော်အဆင်ပြေပါကျွန်တော်ပြောသလိုပဲဘာမှသိပြီး expectation မရှိဘူးမျှော်လင့်ထားတာဘာမှမရှိဘူးငါကြည့်ရယ်ဝုံနိုင်ချေပြီးတော့ပြေးရယ်လွားရယ် ပောက်ကွဲကန်းတွေလာလိုက်တနတ်တွေပြစ်လိုက်အဟိုပါလဲပြစ်ပြစ်တဲ့ခက်တဲ့ခက် action ကန်းတွေလာလိုက်နဲ့ပြီးသွားတယ်ဂျုံမာလာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကြည့်ပြော်ရှိပြော်နဲ့ဘယ်လိုပြောမလဲ entertainment အပြည့်အဝပေးမယ်ရုပ်ရှင်ကလို့တော့သတ်မှတ်ချင်တယ်ဒါပေမဲ့ဇာတ်လမ်းကိုကျွန်တော်မကြိုက်တဲ့အတွက် rating ပေးဆိုလို့ရှိရင်တော့တော်တော်10မှာ4လောက်ပဲပေးချင်တယ်တော်ခုဆိုတော့သဘောကျပါတယ်သူရဲ့ action scene တွေလည်းသဘောကျတယ်ဇာတ်လမ်းကိုတော့ဘယ်လိုမှခံစားလို့မရဘူး ပထမယုံနှဲမှုဝင်ကမှာကျွန်တော်မေးခဲ့မေးခွန်းတစ်ခုရှိရနော် Mission Impossible ရုပ်ရှင်ကားတိုင်းမှာ Tom Cruise အပြင်ရော Tom Cruise ရဲ့ character ပေါ့လေ Ethan Hunt အပြင်ရောနောက်ထပ်အမြဲပါရဲ့ character တယောက်ရှိတယ်လို့ပြောခဲ့ပါတယ်အဲ့ဒါအဖြေကတော့ Luther ပါဟို hacker ကပ်လီပေါ့လေသူကတော့ဒီ Mission Impossible ရုပ်ရှင်ကားတိုင်းမှာပါပါတယ် ဒါတော့အဖြေပေါ့လေအဲဟုတ်ပြီအဲ့ဒါဒီတစ်ပတ်ကတော့ကျွန်တော်ဆန္ဒပြပါပါပြီအင်္ဂလိပ်ကကြည့်ရတယ်နောက်တစ်ပတ်တော့ဘာလို့ဘလူကားရုံတင်အောင်လဲမသိဘူးအဲ့ကားရုံတင်လို့ရှိရင်ကျွန်တော် brand ပထမဆုံးပွဲကိုဒါကြည့်ပြီး review လေးပြောပြပါမယ်ဒီ season အဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးလည်းအထူးပဲကျေးဇူးတွေရှိပါတယ်အပြင်သွားလို့ရှိရင်ထိယူသွားဖို့မမေ့နဲ့အောင်နော်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်ဆက်ဝင်ပါသလိုဆုတောင်းပေးနေတဲ့ဒီ season ဒီမှာပဲဆုံးသက်ချင်ပါတယ်ဗျအားလုံးတက်တာ